ကဲတားရသမီးတို့ရေအခုဒီချေပြောပြပေးမယ့်ပုံမြင်လေးရဲ့အမိကတော့ဖိုးကဲတို့မိသားစုဆိုတဲ့နာမည်လေးပဲဖြစ်ပါတယ်ကွယ်ကဲအားလုံးပဲတည်တည်ချာချာနားထောင်ကြကြရအောင်နော် တခါတုန်းကရွာတရွာမှာဖိုးကဲတို့မိသားစု ရှိကြတဲ့ကွယ်သူတို့ရဲ့ရွာကလေးကမြေကမ်းမကရွာကလေးတရွာဖြစ်တဲ့ကွယ်အစာကတော့အဖိုးအဖေးအမေဖိုးကဲဆိုပြီးတော့မိသားစု၄ယောက်ရှိကြပါတယ်ကွယ်အခုတော့ညီမလေးတယောက်ထပ်ပြီးမွေးလိုက်တဲ့အခါမှာမိသားစုဟာ 9ယောက်ဖြစ်လာပါပဲကွယ်အဖိုးကအသက်အကြီးဆုံးဖြစ်ပြီးအားလုံးဟာဖိုးဖိုးရဲ့စကားကိုနားထောင်ကြပါရဲ့ကွယ်ညာတိုင်းမိသားစုအားလုံးဖျားရှိခိုးကြတယ်ခြေလက်ဆေးပြီးမှအိယာဝင်ကြတယ်တနေ့မှာမိမိကဖိုးခဲရီညမလေးကိုခဏကြည့်ထားနော် မေမေအဝတ်လျှော်လိုက်အောင်မယ်လို့ပြောပြီးအိမ်နောက်ဖေးမှာအဝတ်တွေလျှော်နေတဲ့ကွယ်ဖိုးကဲကလည်းညီမလေးနဲ့အိမ်ကခွေးပေါက်စာလေးနဲ့ကစားနေတဲ့ကွယ်အဖိုးကတော့သမင်းစားပြီးတရေအိမ်နေပါတဲ့ကွယ်အဲ့ဒီချိန်မှာခွေးပေါက်စာလေးဟာရေမြောင်းထဲကိုပြုတ်ကျသွားတဲ့ကွယ်ဖိုးကဲလည်းခွေးပေါက်စာလေးကို ရေမြောင်းတွေကနေဆယ်ယူဖို့အတွက်အလုတ်တွေရှုပ်သွားတာပေါ့ကွယ်ဖိုကေအလုတ်ရှုပ်နေတုန်းမှာညီမလေးကလေးဘက်လေးထားအုပ်ပြီးထွက်သွားတာကိုဖိုကေကတော့မသိလိုက်ဘူးပေါ့ကွယ်ခွေးပေါက်လေးကိုဆယ်ယူပြီးတဲ့အချိန်ညီမလေးကိုကြည့်လိုက်တော့မတွေ့တော့ဘူးကွယ်ဖိုကေလေညီမလေးရေညီမလေးရေညီမလေးရေလို့ ေါ်ခေါ်နေတဲ့ကွယ်မမေးရေလောက်ပါအောင်ညီမလေးဘယ်ရောက်သွားမှန်းမသိဘူးလို့ပြောပြီးဖိုကဲလေးကအောင်ကိုတဲ့ကွယ်ဖိုကဲရဲ့အောင်ကိုတန်ကြောင့်အမေရောဖိုးရောဟာအိမ်ရှိကိုပြေးထွက်သွားကြတဲ့ကွယ်ဖိုကေကအကြောင်းဆုံးရှင်းပြနေတော့မှဟုံးဆိုပြီးအတန်ကြီးကြားလိုက်ကြရဲ့ကွယ်အဲ့ဒီချိန်မှာရွာဘက်ကလူတွေက ကမ်းမပြိုတယ်ဟေးကလေးတွေအနာမကတ်ကြနဲ့ဆိုပြီးတော့ရွာက လူတွေဟာ အော်ဟစ်ပြီးကမ်းပါဘက်ကို ပြေးသွားတာတွေ့လိုက်ကြတဲ့ကွယ်အိမ်မှာရှိတဲ့လူတွေအားလုံးကလည်းညီမလေးအတွက်စိုးရင်ပြီးပြေးလိုက်သွားကြတဲ့ကွယ်ဒါပေမဲ့ညီမလေးကိုတော့မတွေ့ခဲ့ရဘူးကွယ်အမေကလည်းငိုဖိုးခဲကလည်းငိုပေါ့ကွယ်အဲ့ဒီချိန်မှာပဲ သူတို့ရဲ့အိမ်မှာရှိတဲ့ခွေးမကြီးမိဖြူကအဖိုးရဲ့ပစိုးကိုအတင်းဆွဲခေါ်တဲ့ကွယ်အားလုံးဟာအဖိုးနဲ့အတူမိဖြူခေါ်တဲ့အိမ်ရဲ့အနောက်ဘက်ကိုလိုက်သွားကြတဲ့အိမ်နောက်ဘက်မှာရှိတဲ့ကောက်ရိုးပုံမှာညီမလေးဟာခွေးပေါက်စလေးတွေနဲ့အတူတူအိတ်နေတာကိုတွေ့တဲ့ကွယ်အဲ့ဒီချိန်မှာပဲအားလုံးက ဝမ်းသာပျော်ရွှင်သွားကြတဲ့ကွယ်ကဲပုံမြင်လေးကတော့ဒါပါပဲသားရသမီးတို့ရေအခုဒီပုံမြင်လေးကိုနားထောင်ပြီးရဲ့ခါမှာသားရသမီးတို့လည်းအမြဲတမ်းတစုံတစ်ခုကိုလှုပ်တော့မယ်တစုံတစ်ခုကိုစဉ်းစားတော့မယ်ဆိုရင်တိတိချာချာတွေးပြီးစဉ်းစားပြီးမှလုပ်ရမယ်နော်ကလေးတို့စူးစမ်းစင်ကြင်မှုဟာလည်းအကောင်းဆုံး အတိတရားဖြစ်တယ်ဆိုတာကိုဒီပုံမြင်လေးကပြောပြသွားခြင်းဖြစ်ပါတယ်ကွယ်တခုခုကိုလုံတော့မယ်တဏီယာကိုသွားတော့မယ်ဆိုရင် ကိုရီဟာအမြဲတမ်းစူးစမ်းစင်ခြင်းသွားလာလှုပ်ရှားနေထိုင်ကြပါလို့ဒီချေကပြောပြခြင်းပါတယ်ကွယ်